ားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းကတော့ဒီလိုဒိတ်တစ်ခုကနေပြီးတော့ဒီမန်ရီယာဒီလိုတစ်ခုချင်းစီဘလို့ပြန်ခွဲထုတ်အားလဲဆိုတာကိုပြောပြပေးမှာဖြစ်ပါတယ်ဒီတော့အားလုံးပဲကျွန်တော်တို့ဒူလိုက်ပြီးလေ့လာကြအောင်အမှန်ဆုံးအနေနဲ့ကျွန်တော်တို့နေကိုခွဲထုတ်ပါမယ်။အဲဒါကြောင့်မလို့ညီမြချင်း တာပင်ဒိတ်ရှိရစေကွာကောင်းမပင်ဒီလေးလုံးရိုက်ထဲပါမယ်ပင်တော့အနာခောက်ပါပင်ကျွန်တော်တို့ရက်ကိုခွဲထုတ်ပါမယ်အဲကြောင့်လို့ညီမြချင်းတက်ပင်ဒိတ်ရှိရစေကွာကောင်းမပင်ဒီတစ်လုံးနဲ့ရိုက်ထဲပါမယ် အန်တာခောက်ပါပြီးရင်လကိုခွဲတုပ်ထုတ်ပါမယ်ညီမချင်းတက်ပြီးရင်ဒိရှိရဲ့ဆဲကွာကောမအမ်လေးလုံးရိုက်ထည့်ပါမယ်အန်တာခောက်ပါရှိရအတွက်လည်းတက်ဖန်ရှင်ဝဲတုံးမှာဖြစ်ပါရဲ့ဒိရှိရဲ့ဆဲကွာ ြီးရင်ဝိုင်းလေးလုံးရိုက်ထည့်ပါမယ်။ဟုတ်ပြီ။လောင်းတိတ်တော်ကိုလည်းကျွန်တော်တို့တက်ဖန်ရှင်ကိုပဲထပ်ပြီးသုံးပါမယ်။ဒေရှိရဲ့ဆဲကွာကောမတဘေကို mm လေးလုံးရိုက်ထည့်ပါမယ်။ပင် d ပင် y လေးလုံးရိုက်ပါမယ်။ပင်နောက်ဆုံးမှာတော့ d လေးလုံးရိုက်ထည့်ပါ။ ပင်အန်တာခောက်ပါဒီလိုမျိုးကုံရလာပြီဆိုရင်တော့ဒီလိုဆက်လက်ပေးပြီးတော့အလုံး dress ဆွဲချလိုက်ပါဒီလိုဆိုရင်တော့ကျွန်တော်လိုချင်နေတဲ့ဒီမန်ရေရတခုချင်းဒီခွက်တော့လို့ပြပါပြီအလုံးကျေးဇူးတင်ပါတယ်နောက်တဲ့ video တွေမှာပြန်တွေ့ပါမယ်